်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်၏ရွှေကောက်ပွဲကိုနိုင်ငံပေါင်းကိုကူမှလွှတ်တော်အမတ်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွှေကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မြန်မာစစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမတ်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြောင်းနယူးဆီလန်အတိုက်ခံ Labour Party လွှတ်တော်အမတ်54ကလူမှုကွန်ရက်မှတဆင့်သတင်းထုတ်ပြန်လိုက်ပါတယ်။နယူးဆီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊ဩစတြေးလျ၊အရှေ့တီမော၊အင်ဒိုနီးရှားနှင့် United Kingdom စုစုပေါင်းနိုင်ငံ၉နိုင်ငံမှာ ဥပဒေပြုလွှတ်တော်အမှတ်ပေါင်း163ဦးကမြန်မာစစ်တပ်၏စီစဉ်ထားသောရွေးကောက်ပွဲကိုအတူရောင်အဖြစ်ရှုံချခဲ့ပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့်ရှင်ရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြပါတယ်။စစ်တပ်ရွေးကောက်ပွဲမှာမြည်သည်နည်းနည်းများလွတ်လပ်ပြီးတရားမျှတသည်ဟုမယူဆနိုင်ပေတရားဝင်မှုလည်းမရှိကြောင်းလွှတ်တော်အမှတ်များကဆိုပါတယ်။ရွေးကောက်ပွဲမှာမြန်မာပြည်သူများအပေါ်စစ်စင်တွင်ထီသောတရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်းလွှတ်တော်အမှတ်များကထုတ်ဖော်ပြောဆိုထားပါတယ်။နိုင်ငံတကာသို့လည်းလွှတ်တော်အမှတ်များကအတူရောင်မြန်မာရွေးကောက်ပွဲ အတွက်လွှတ်တော်အမတ်များ၏အိတ်ဖွင့်ပေးစာခေါင်းစဉ်ဖြင့်ပေးစာပေးပို့ခဲ့ပြီးရွှေကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများအရှိန်မျက်လုံးဆောင်နေသည့်အတွက်ရွှေကောက်ပွဲအပြီးတွင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းမှုမဟုတ်ကြောင်းအကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများသာပုံမှန်များပြားလာမည်ဖြစ်ကြောင်းတတိပေးထားပါသည် ဆက်လက်ပြီးရက်ဆိုင်ထားသောအေယာဝတီနှစ်စုံရေအားလျက်စစ်စီမံကိန်းအတွက်မြေအောင်လိုက်ကဥဆောင်အဖွဲ့အဖွဲ့စီပြီးတရုတ်ယူနန် Spicyan Company နဲ့အတူလုပ်ငန်းများပြန်လည်စတင်နေဆဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရက်ဆိုင်ထားသောအေယာဝတီနှစ်စုံရေအားလျက်စစ်စီမံကိန်းအတွက်မြေအောင်လိုက်ကဥဆောင်အဖွဲ့အဖွဲ့စီလိုက်ပြီးတရုတ်ယူနန် Spicyan Company နဲ့အတူလုပ်ငန်းများပြန်လည်စတင်လိုက်ကြောင်းစစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းအရာသိရပါတယ်။အကြံဖတ်မြေအောင်လိုက်ကအေယာဝတီနှစ်စုံ ညညာမြဝံရေအားလျက်စစ်စီမံကိန်းဦးဆောင်ဖွဲ့ကိုယခုနှစ်ဩဂုတ်လ29ရက်နေ့တွင်ဖွဲ့စည်းလိုက်ပြီးမြစ်ဆုံစီမံကိန်းအတွက်သူတေသနလုပ်ငန်းများမိပညာဆိုင်ရာဖြည့်ရှင်းချက်များနှင့်ပြည်သူဆက်ဆံရေးလုပ်ငန်းများကိုစီမံဆောင်ရွက်နေကြောင်းသိရပါသည်။အေယာဝတီမြစ်ဆုံညညာမြဝံရေအားလျက်စစ်စီမံကိန်းတွင်ရေစစ်ဆွမ်းအောင်ဝင်ကြီးဌာနဒုဝင်ကြီးကခေါင်းဆောင်အဖြစ်ပါဝင်ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့၏တရံစာတရေးရာဝင်ကြီးကဒုတိယခေါင်းဆောင်အဖြစ်ပါဝင်က အဖွဲ့ဝင်73ဦးပါဝင်ပါသည်။ရှင်အဖွဲ့ကတရုတ်ယူနန်ပြည်နယ်မှာ Spicyan International Power Investment ကုမ္ပဏီလီမိတက် Spicyan နဲ့အတူပူးပေါင်း၍ရေစုံကြီးအားလျက်စစ်စီမံကိန်းအတွက်သုတေသနလုပ်ငန်းများ၊နီးပညာဆိုင်ရာဖြည့်ရှင်ချက်များ၊ပြည်သူဆက်ဆံရေးလုပ်ငန်းများ၊စီးပွားရေးနဲ့ဗန္ဓာရေးဆိုင်ရာလုပ်ငန်းများစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းရှင်းပြဦးဆောင်အဖွဲ့ကလမ်းညွှန်ချက်ပေးခြင်းနှင့်ဆုံးဖြတ်ချက်ချခြင်းအပါအဝင်လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရပါတယ်။ရှင်ပြင်းမြေဆုံစီမံကိန်းအတွက်တရုတ်အစိုးရနှင့်မြန်မာစစ်တပ်အကြားညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စများကိုလည်းအစိုးရဦးဆောင်အဖွဲ့ကအထောက်အကူပြုပေးရမည်ဖြစ်ကြောင်းသိရပါတယ်။မြေဆုံစီမံကိန်းဦးဆောင်အဖွဲ့ကတရုတ်ဘက်နှင့်အစည်းအဝေးနှစ်ကြိမ်ရှိခဲ့ပါပြီ။အခုကလုပ်ငန်းပြန်စပြီဆိုပေမဲ့ on paper တွေပဲအဓိကသွားနေတော့မှာပဲဟုနေပြီးတော့သတင်းရင်းမြစ်ကပြောဆိုပါတယ်။ အကြံဖတ်မြင်အောင်လိုက်ကမြစ်ဆုံရေအားလျက်စစ်စီမံကိန်းကိုတရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းဩဂုတ်လ31ရက်နေ့တရုတ်နိုင်ငံတီယန်ကျင်းမြို့တွင်မြန်မာတရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးထွေးဆောင်ပွဲတွင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဧရာဝတီမြေဆုံစီမံကိန်းမှာစစ်အာဏာရှင်တန်းရွှေလက်ထက်2002ခုနှစ်ကတည်းကလေးလာရေးဆလုပ်ခဲ့ပြီးတရုတ် CPI ကုမ္ပဏီနဲ့အကျိုးတူလုပ်ကိုင်ခဲ့ရမှာပြည်သူလူထု၏ကန့်ကွက်မှုကြောင့်2017ခုနှစ်တွင်ဦးသိန်းစိန်အစိုးရအမိန့်ဖြင့်ယာယီရပ်ဆိုင်ထားခဲ့ခြင်းဖြစ်ပါသည်။ဆလပီမော်လမြိုင် သာသနာ့နယ် ဆရာတော်လူဝစ်လေအမှုဖွင့်ခံရတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့ဈေးကျိုရက်ကွက်ဈေးတဝန်းကျောင်းတိုင်းသာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္နာဇောတီကိုလူဝစ်လေပြီးအမှုဖွင့်အရေးယူလိုက်တယ်လို့ဒီကနေ့နိုဝင်ဘာ29ရက်နေ့စစ်ကော်မရှင်ထော ဝါရဖြန့်သတင်းစာရီမှာဖော်ပြပါတယ်။ဆရာတော်အရှင်ဆန္ဒဇောတိဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေဖို့ရည်ရွယ်ကောင်းလူမှုကွန်ရက်အစာမျက်နှာမှာလှုံ့ဆော်တော်ဝါရဖြန့်နာပြီးပြုလုပ်ခဲ့တာကြောင့်တရားဥပဒေနဲ့အညီဖမ်းဆီးအမှုဖွဲအရေးယူဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆရာတော်အရှင်ဆန္ဒဇောတိကိုစစ်ကော်မရှင်ကမော်လမြိုင်မြို့မူပိုနေမြေရဲစခန်းမှာနိုဝင်ဘာ28ရက်နေ့ကအမှုဖွဲ့အရေးယူခဲ့တယ်လို့အတည်ပြုထားပေမယ့်ဘဲဥပဒေပုံမှန်တွေနဲ့အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာအသေးစိတ်ထုတ်ပြန်ထားတာမတွေ့ရပါဘူး။ ဆရာတော်ဟာ CRPH NUG တို့ရဲ့လှုံ့ဆော်ွားတာဖျက်မှုတွေကိုလိုက်ပါလှုံ့ဆောင်တာအားပေးကူညီတာတွေပြုလုပ်ခဲ့တဲ့ဆိုပြီးစစ်ကော်မရှင်ကဆွဆွဲထားတာကြောင့်အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွဲ့အရေးယူလိုက်တာကိုသတင်းဌာနအနေနဲ့နားလည်ရပါတယ်ဖန်စီအမှုဖွင့်ခံလိုက်ရတဲ့မော်လမြိုင်သာသနာ့ရဲ့ဆရာတော်အရှင်ဆန္နာဇော်တီဟာပြီးခဲ့တဲ့ရက်ပိုင်းကမော်လမြိုင်တောင်ဝိုင်းတောင်မှာဝန်ပြည်နယ်စစ်ကော်မရှင်ရဲ့တောင်မြေဖြိုမှုအပေါ်လူမှုကွန်ရက်စာမျက်နှာမှာနေပြည်တော်ကတည်စီဖို့ဆိုတဲ့ပို့တစ်ခုကိုဓာတ်ပုံနဲ့တကွရှင်းတာဖော်ပြပူပါတယ်။ အဲ့ဒီနောက်စစ်ကော်မရှင်ဟာဇီတဝန်ကျောင်းတိုက်မှာတရင်သုံးနေတဲ့သာသနာ့ွယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္နာဇော်တိနဲ့တပည့်နှစ်ဦးကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ဆရာတော်အရှင်ဆန္နာဇော်တိအားဖမ်းဆီးအမှုဖွင့်အရေးယူမှုအပေါ်ဒေသခံပြည်သူတွေအကြားဝေဖန်မှုတွေမြင့်တက်နေပြီးဆရာတော်အမျက်ဆုံးပြည်လည်လုံးမြောက်ရေးအတွက်တောင်းဆိုမှုတွေရှိနေပါတယ်။ဆက်လက်ပြီးတိုက်ထုံနဲ့တထုံမှာစစ်တပ်ရွေးကောက်ပွဲတပိတ်မှောက်ကိုလှုပ်ရှားမှုပြုလုပ်တဲ့ဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ။မွန်ပြည်နယ်ရဲ့ကြိုက်ထုံမြို့နယ်တထုံမြို့တို့မှာစစ်တပ်ရွေးကောက်ပွဲအလို့မရှိကြောင်းနဲ့သပိတ်မောက်ကြပုံ၊တကြွလှုပ်ရှားသူတွေနဲ့လူငယ်တွေကလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။လုံခြုံရေးတင်းကျပ်ထားတဲ့တထုံမြို့မှာပြီးခဲ့တဲ့နိုဝင်ဘာ26ရက်နေ့ကတကြွလှုပ်ရှားသူလူငယ်အချို့ဟာနောက်ဖို့ကြေးရွာတထုံမြို့အတွင်းစိုင်းပုံမှာစစ်တပ်ရွေးကောက်ပွဲ မဲမပေးပဲတပိတ်မှောက်ဖို့ဆာရွက်ကတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။အလားတူနိုဝင်ဘာ28ရက်နေ့ကလည်းကြိုက်ထုံမြို့ရှမ်းစီစာတင်ကျောင်းအနီးတဝိုင်းနဲ့ခြေရွာတချို့ရဲ့လမ်းတွေမှာစစ်တပ်ရွေးကောက်ပွဲစန့်ကျင်ရေးလက်ကမ်းစာဆောင်တွေဖြန့်ဝေတာလမ်းပေါ်ကျဲချတာတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။စစ်တပ်ရွေးကောက်ပွဲစန့်ကျင်ကျောင်းလှုပ်ရှားမှုမှာတင့်မဲနဲ့တရားဝင်လူသက်ခွင့်မပေးဘူး။တင့်ကျောက်စစ်အာဏာရှင်တတ်ဆိုးမရှိဘူး။ ပြည်သူ့ဆန္ဒမပါတဲ့ရွေးကောက်ပွဲအလိုမရှိဆိုတဲ့စာသားတွေရေးသားဖော်ပြခဲ့ကြပါတယ်။စစ်တပ်ရွေးကောက်ပွဲစန့်ကျင်တပိတ်မှောက်ကြဖို့ဆန္ဒပြလှုပ်ရှားသူတွေကိုစစ်ကော်မရှင်ဘက်ကပိုက်စိတ်တက်ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေပေမယ့်လက်ရှိအချိန်ထိဖမ်းဆီးရရှိတာမရှိသေးပါဘူး။အာနာသိန်းစစ်ကော်မရှင်ဟာသူတို့ရွေးကောက်ပွဲစန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့တဲ့ရန်ကုန်မြို့နယ်လူငယ်၃ဦးကိုပြီးခဲ့တဲ့နိုဝင်ဘာ19ရက်နေ့မှာထောင်ဒဏ်အနှစ်90နီးပါးဖြစ်တန်ချမှတ်ခဲ့ပါတယ်။အလားတူနိုဝင်ဘာ19ရက်နေ့ကလည်းချောင်းစုံမြို့နယ်ကွန်ရိုက်ကြီးပါနေအသက်65နှစ်အရွယ်ဦးကျော်မြင့်ကို ကိုစလေလောင်းတွေအမည်စရင်ပါစာရွက်ဆုပ်ဖြဲမှုစွပ်စွဲကြနေထောင်နဲ့18နှစ်ပြစ်ဒဏ်ချမှတ်ထားပါတယ်ဆက်လက်ပြီးစစ်ကောမရှင်ကစည်ရေးတိုးမြင့်နိုင်ရန်လေရင်နှင့်စစ်လက်နက်ပစ္စည်းများကို ဗီလာရုအားပြုပြင်မွမ်းမံခိုင်းတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာပြည်ကိုရောက်ရှိလာသည့်ဥရောပ၏နောက်ဆုံးအာဏာရှင်နိုင်ငံဖြစ်သောဗီလာရုသမရခီးစင်ကာလအတွင်းအာဏာသိမ်းစစ်ကော်မရှင်သည်စည်ရေတိုးမြင့်နိုင်ရန်အတွက်၎င်းတို့ပိုင်လျင်များနှင့်စစ်လက်နက်ပစ္စည်းများကိုပြုပြင်မွမ်းမံခိုင်းရန်ရှိကြောင်းလေတက် CDM အတိုင်းဝိုင်းထံကသိရပါတယ်။စစ်ကောင်ဆောင်၏ဖိတ်ကြားချက်အရချစ်ကြည်ရေးခရီးအဖြစ်ဗီလာရုသမရအလက်ဇန္ဒားလူကာရှန်ကိုသည်မြန်မာနိုင်ငံကိုရောက်ရှိလာခြင်းဖြစ်ပြီးစီးပွားရေးကျန်းမာရေးအပါအဝင် ကဏ္ဍဆောင်တွေပူးပေါင်းသွားရန်အတွက်တွေ့ဆုံဆွေးနွေးပြီးလက်မှတ်ရေးထိုးကြကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။စစ်ကော်မရှင်သည်အာနာသိမ့်ပြီးနောက်ဖေလာရုနိုင်ငံနှင့်ပိုမိုနီးကပ်လာသလိုလေယာဉ်နှင့်စစ်လက်နက်ပစ္စည်းများဝယ်ယူလျက်ရှိပြီးခုခံတော်လှန်မှုအားကောင်းနေသည့်ရခိုင်အပါဝင်ဒေသများကိုစစ်ရှိန်မျက်နှာရည်ပြုပြင်မုံမှန်ခိုင်းရန်ရှိကြောင်းလုံတက်ရင်လေတက် CDM အရာရှိတအုပ်ကထောက်ပြပြောဆိုပါတယ်။နိုင်ငံရေးအရာသူကိုအတိမတ်ပြုတဲ့နိုင်ငံကနေတော့အခုဖေလာရုတမရလာတဲ့အခါပြရုပ်တစ်ခုအနည်းနဲ့ကြိုးဆိုခဲ့တယ်။နောက်ပြီးတချို့လေယာဉ်တွေကရုရှားနည်းပညာတွေအဲ့ဒါကို update လုပ်တာတို့ ဘာတို့ကြအကုန်ကြစိတ်ကြီးတယ်ဖေလာတို့ကကြတော့သူတို့လာလုတ်ပေးတယ်ဟု၎င်းကသတင်းဌာနကိုပြောပါတယ်ဖီလာရူတီရုရှားလက်အောက်ခံနိုင်ငံတစ်ခုဖြစ်၍နိုင်ငံတကာ၏အရေးယူတန်ခတ်ပိတ်ဆို့မှုများအားစစ်ကော်မရှင်ဤသူကြုံတွေ့နေရပြီးထို့အတွက်ခရီးမဆိုင်ဖဲ၎င်းတို့ပူးပေါင်းကြော်လွားသွားမည်ဟုယခုခရီးစဉ်မှတိုင်းပြီးစစ်ကောင်းဆောင်သွားရောက်စဉ်ကပြောဆိုထားပါတယ်။လက်ရှိစီးရင်၌စစ်ကော်မရှင်အတုံးပြုနေသည့်လေယာဉ်များတွင်ဖီလာရူနိုင်ငံမှအဝယ်ယူထားမှုများရှိပြီး MI-35, MI-70 ကဲ့သို့ လေရင်များကိုပြန်လည်ပြင်ဆင်ရန်ရုရှားနိုင်ငံတို့မပို့ဆောင်နိုင်လျင်၎င်းတို့ထံအနံ့ရကယခုခီးစဉ်တွင်လည်းထိုကိစ္စအပြင် လေရင်များဝယ်ယူမှုရှိနိုင်ကြောင်းလေတက်စီဒီယန်တဦးထံကသိရပါတယ်။ဗီလာရုသမရလာရာကတော့ သူတို့ချင်းပလင်းတူဘူးဆိုပေါ်ဒီနောက်ွယ်မှာတော့စီးပွားရေးအပါဝင်အပေးယူလုပ်မဲ့ကိစ္စတွေလိုအပ်တဲ့စစ်လက်နက်ဖြစ်စီခဲရန်ဒါမျိုးတွေနဲ့ပတ်သက်ပြီးရှိလာနိုင်တဲ့ဟူလီဒါ CDM တက်ချက်ကြီးစီယာကသတင်းဌာနကိုပြောကြားပါတယ်စစ်ကော်မရှင်အာနာသိမ့်ပြီးနောက်ကမ်ဘောဒီးယားဝယ်ကြီးချုပ်အဖြစ်ဟော်ဆန်လာရောက်ပြီ မြန်မာပြည်ကိုဒုတိယမြောက်လာလေသောနိုင်ငံကောင်းဆောင်ဖြစ်သူဗေလာရုသမ္မတအလက်ဇန္ဒားလူကာရှန်ကိုအာ စတုထမျိုးဆက်လွန်ဟုတင်စားခေါ်သည့် SU-30 တိုက်လေယာဉ်များဖြင့်စစ်ကောင်းဆောင်ကကြိုးဆိုခဲ့ပါသည်။အဆိုပါဘယ်လာရုသမ္မတနှင့်အတူရုရှားနိုင်ငံနှင့်ပူးပေါင်းလှုပ်ဆောင်သွားပြီးယူကလီးယားဓာတ်အားပေးဆက်ယုံအတွက်မီနီယာရွေးချယ်ကူညီပေးရေးတွန်းကျင်ပညာရှင်အဖွဲ့လေးလိုက်ပါလာဟုကြားသိရပြီးနေပြည်တော်၌သာတိဆောက်ရန်စီမံနေကြောင်း CDF ဗိုလ်ကြီးစင်ရောကသတင်းဌာနကိုပြောကြားပါသည်။ရှင်ခရီးစင်သည်စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲနီးကပ်လာခြင်းရောက်ရှိလာခြင်းဖြစ်ပြီးအထူးရောက်ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေလာသူများဆေးလွတ်ပေးညီဖြစ်ကြောင်း ပြီးခဲ့တဲ့မတ်နှစ်စွန်လတွင်ဗေလာရုနိုင်ငံသို့စစ်ကောင်ဆောင်တွားရောက်တောင်းဆိုမှုအားလက်ခံခဲ့ကြောင်းသိရပါတယ်။ထို့တူဗေလာရုသည်လေချောင်းကောက်ွက်ရေးအမိန့်ပေးစနစ်ကိုစစ်ကော်မရှင်အတွက်တည်ထက်ဒီဇိုင်းရေးဆွဲတိဆောက်ပြီးပြီးစစ်ရေးဆိုင်ရာလေးချစ်တင်ကြားပေးနေတယ်လို့ရေဒါနီးပညာများဖြင့်မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များအပါအဝင်အစင်းမြစ်စစ်ဘက်နီးပညာလွှဲပြောင်းပေးထားကြောင်းသိရပါတယ်။